Hello hello ကဲဒီစင်ဇော်ပီဇိုချပ် channel ကိုအားတည်ကြတဲ့ဓမ္မမိတ်ဆွေများအားလုံးလေးစုနာမ၌နှုတ်ဆက်ပါတယ်ဒီနေ့ကျွန်တော်တို့သင်ဆရမှာကပါလဲဆိုတော့လူသားကိုဖန်ဆင်းခြင်းဤနောက်ွယ်ကအကြောင်းရင်းဆိုတဲ့အချက်လေးနဲ့ကျွန်တော်တို့ဆွေးနွေးသင်ဆက်မှာဖြစ်ပါတယ်ကျမ်းစာတစ်ချက်ဖတ်ကြည့်ရအောင် ကဘာဦးချန်ခန်းချီတေးအငဲနဲ့ဆေ၆ခါနေကျွန်တော်ဖတ်ပြမယ်တဖန်ဖယားတခင်ကငါတို့ပုန်တဒန်နဲ့တနီတတဒန်တီလူကိုဖန်ဆင်းချဆုတူရီပင်လေငါတို့ကိုလကောင်မိုးကောင်းကင်ငစ်တို့ကိုလကောင်တိုင်းရုပ်ကိုလကောင်းမိသပြင်းလုံးနဲ့တကွမိပေါ်မှာသွားတတော်သရိစံအပေါင်းတို့ကိုလကောင်းအုတ်ဆူစီဟုအမင်းတော်စီအီ ဆက်လက်ပြီးမှကပ္ပဦးချန်အခန်းကြီး net အငယ်ခုနစ်ကိုကျွန်တော်ဖတ်ပြပါမယ်။ထိုနောက်သာဝရရှင်ဖရာသခင်ဒီမိမုံဖြင့်လူကိုဖန်ဆင်း၍သူဤနာခေါင်းထေတို့ဇီဝအတ္တကိုမှုတ်တော်မူလင်လူဒီအတ္တရှင်သောတတဝါဖြစ်လေ၏။ဖတ်တော်ကျန်ပအားဖြင့်ရောက်စီတိုင်းဖျာရှင်ကောင်းချီးပေးပါစေ။ ဖယားတခင်ကကျွန်တော်တို့လူသားတွေကိုဘာရည်ရွယ်ချက်နဲ့ဖန်ဆင်းခဲ့တလေဆိုတာဒီနေ့ကျွန်တော်ပြောပြချင်ပါတယ်ခရစ်တော်ကဘာပြောထားတလေဆိုတော့ကောင်းကင်ငှားရဲ့အဖအင်တော်မှာနေဆရာများစွာရှိတယ်တဲ့အဲ့ဒီနေဆရာများစွာဟာဘယ်တော့ကရှိတာဖြစ်မလဲဆိုရင်လူသားကိုမဖန်ဆင်းခင်ကတည်းက စိနင်ပီတာနေရာတွင်ဖြစ်ပါတယ်အချောင်းကဗာလဲဆိုတော့လိုသားမဖန်စင်ခင်မှာကောင်းကင်တမန်တချို့ကသာရဘုရားသခင်ကိုပုံကန်တော်လန်တဲ့အချိန်မှာကောင်းကင်နိုင်ငံတော်ကနှချင်း꽌သွားတယ်အဲ့ဒီနှချင်း꽌သွားတဲ့အချိန်မှာကောင်းကင်ပီထဲကနီစာတန်မာနနဲ့အဖွဲ့အားပီနေတဲ့ခံရတယ်နင်ထုတ်ချင်းခံရတယ် အဲ့ဒီအချိန်မှာစာတန်မာနနဲ့တူတမန်အလုံးတော်ရဲ့နေရဟာလွတ်လပ်လာဖြစ်သွားတယ်နေဆရာအခန်းများစွာကောင်းကင်ဘုံမှာကျန်စီနေတယ်ဆိုတာတမချန်းစာအပြင်းကျွန်တော်တို့သိရပါတယ်တခင်ယေရှုခရစ်တော်ကစင်ယောဟန်ခရစ်ဝန်ကျမ်းအခန်းကြီး၄အငယ်တစ်ကနေတုံးမှာဗာပြောက်ထားခဲ့တယ်ဆိုတော့ငါအဘဤအင်ဒိုနိုင်း နေဆရာအခန်းအများစီအဒုတ်မဟုတ်လင်းမဟုတ်ချမ်းကိုတင်တော့အာငါမပြောပဲမနီတင်တော့နေဆရာအရက်ကိုပြင်ဆင်ခြင်းငါငါတွားရဤငါဒီတွား၍တင်တော့နေဆရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြင်ရဲ့ငါစီရအရက်နဲ့တင်တော့စီစီချင်းငါတင်တော့ကိုငါထန်တော့တင်စီမီဒီကောင်းကင်စစ်ပွဲအချမ်းကိုတော့နောက်မှကျွန်တော်တို့ပြင်ဆင်ပြမယ် ဲတော့ဒီကောင်းကင်တမန်တချုခထာဝရဖျားကိုပုံကန်တဲ့အချိန်မှာကောင်းကင်ဘုံမှာစစ်ပွိုင်းအချီအချေဖြစ်ပေါ်လာတဲ့ကောင်းကင်စကြဝဠာတကုတ်လုံးဟာလည်းပြက်စေးလာတယ်။ပြီးမှဒီကဘာကျဲဒီလဒီကဘာဒီပေါ့နော်ဒါတွေလည်းပြက်စေးခဲ့တယ်ဆိုတာကျမ်းစာအဖျင်းကျွန်တော်တို့သိရတယ်။နောက်ဆုံးမှာဒီစာတန်မာနတ်နဲ့ဖွဲ့ဟာမုံမိုက်ထဲမှာတတ်ဆုတ်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာဖရာသခင်ကပါကိုဖန်ဆင်းထားတယ်ဆိုတော့ဒီကျွန်တော်တို့နေတဲ့ကဘာမီကြီးနဲ့စကြာလာကိုဖရာသခင်ကကြံလဲဖန်ဆင်းခဲ့တယ်။ဖန်ဆင်းတဲ့အချိန်မှာဖရာသခင်ကဘလို့ဖန်ဆင်းထားတယ်လဲဆိုရင် ရှင်မျက်နာပြင်ပေါ်မှာဖရာသခင်ရဲ့ဝိညာဉ်တော်လှုပ်ရှားတယ်။ပြီးမှအဲဒီစီထုအလဲမှာတကက်ကြီးမာတဲ့ မောမြတ်နာချက်တခုကိုဖရာသခင်ကဖန်ဆင်းခဲ့တယ်။မောမြတ်နာချက်ရဲ့အပြင်ဖြစ်မှာတော့ရည်ထုတ်ကြီးစီတယ်။နော်။အဲ့ဒီမောမြတ်နာချက်ရဲ့အလဲအတွင်းမှာဖရာသခင်ကနီလကျေတာယာဒီနိခတ်တာယာဒီအခုမြင်တွေ့ရတဲ့နီလကျေဒီအာလုံးကိုဖရာသခင်ကထားရှိခဲ့တယ်ဆိုတာကျွန်တော်တို့ကပါအိုချန်မှာမြင်တွေ့ရပါတယ်ဒီမိုးမျက်နှာချက်အလေမှာဖရာက နီလာကျေမြအပြင်ဒီကပါချူကိုလေဖယားတခင်ဖန်စင်ပြီမဒီကပါပေါ်မှာသူ့ရဲ့ပုံတနာနဲ့အငင်းလူသားကိုအရင်အိုးဆုံးဖယားတခင်ဖန်စင်ခဲ့တယ်အဲ့ဒီလူသားကိုဖယားတခင်ကအေရင်ဥယျင်ထဲမှာထားပြီးမှဖယားတခင်နဲ့ပုံတန်တူတယ်အအစင်တရလဲတူတယ်ပြီးမှဖယားတခင်ကလူသားကိုဝဲလုံတော်ချုပ်ပြီးခဲ့တယ် နော်အဲ့ဒါနဲ့ဘုရားသခင်နဲ့လူသားဟာခွဲခြားလို့မရဖြစ်တယ်အဲ့ဒီလိုသာဝရဘုရားသခင်နဲ့လူသားခွဲခြားလို့မရတဲ့အချက်ဟာဘုရားသခင်ရဲ့မဖွင့်ပြခဲ့တဲ့နည်းလိုဟာတခုလည်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီသာတမနတ်နဲ့အပေါင်းအပါအလုံးကိုတရားစီရင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကျူးတင်စီစဉ်ပေးခဲ့တဲ့အဲ လူဝတ်ချက်တခုလည်းဖြစ်ပါတယ်။ပြီးမှဘုရားသခင်ကအာဒံကိုဒလူဖန်ဆင်းခဲ့တလေဆိုတော့သူ့ရဲ့ဘုံတော်နဲ့လွင်ချုံတယ်။လွင်ချုံတဲ့အခါမှာအာဒံကမိမုန်းကနီဖန်ဆင်းတဲ့လူသားဖြစ်ပြီးမြေသာဝရဘုရားသခင်နဲ့လုံလုံတူနေရတဲ့အကြောင်းစလာလေဆိုတာကျွန်တော်ပြောချင်တယ်။ဒါကဘုရားသခင်ရဲ့လူသားကိုဖန်ဆင်းခြင်းရဲ့ နောက်ကွင်မှာစီအကြောင်းရင်းဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်းတယ်နံပါတ်1အချက်မှာဖယားသခင်ကလူသားကိုဘာအတွက်ဖန်ဆင်းခဲ့တလဲဆိုရင်ကောင်းကင်ဘုံကနီးကြဆင်းတဲ့ကောင်းကင်တမန်မြာရဲ့နေရာမှာအစာထိုးဖို့ဖယားသခင်ကိုချီးမွမ်းကိုးကွယ်ဖို့ရန်အတွက်တူသားတွေကိုဖန်ဆင်းခဲ့တယ်ဆိုတာကျွန်တော်ရှင်းဥစွာပြောကြားလိုပါတယ် ကောင်းကင်ဘုံမှာစစ်ပွဲဖြစ်ပြီးတဲ့နောက်ကောင်းကင်တမြောက်များစွာကကြဆင်းသွားပြီးဖရာသခင်ကိုလည်းမချီးမွမ်းတော့ဘူးမကူကွယ်တော့ဘူးအဲ့ဒီအချိန်မှာကောင်းကင်ဘုံကတိတ်ဆိတ်လာတယ်အဲ့ဒီနေရာမှာဖရာသခင်ကလူသားတွေကိုအစာထိုးဖို့ဖန်ဆင်းခဲ့တယ်ဆိုတာနံပါတ်၁အချက်ကျွန်တော်ပြောချင်တယ်နံပါတ်၂အချက်မှာဘာလဲဆိုတော့ဖရာသခင်က တို့ရဲ့ယန်သူဖြစ်တဲ့ကောင်းကင်တမန်များရဲ့ခေါင်းဆောင်ကြီးစာတန်မာနတ်ကိုဖန်စီနိုင်ဖို့ရန်အတွက်လူသားကိုဖန်ဆင်းခဲ့တယ်ဆိုတာကြောက်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစာတန်မာနတ်ဟာအကြီးလဲတန်တယ်နော်ဒီခိုးလဲကြီးတယ်ဆိုတော့ဖန်ဖို့တော့ဟစ်ခဲတယ်။အဲ့တော့ဘုရားသခင်ကဒီစာတန်မာနတ်ကိုဖန်ဖို့ရန်အတွက်ခဲတဲ့အတွက်ကြောင့် พยาธิเข่งข่ะดีซาตานมานัดกูโลตาเนี่ยมีปีมาเอกลูคอมเลยซาตานมานัดอ่างไงมีวะเนาะมัตติเอมัตตินามเลยดิอชิงมาวะเนาะพันสีผู้ยันตัดพยาธิเข่งก็เปลี่ยนเส้นเขเดมานัดกูไล่ปีมาไต่ปีมาพันผู้เทศซาตานมานัดกับพยาธิเข่งเพชรกูอุติลาปีมาเอเลงเลมุขยายองมุตะคุเนี่ยวะเนาะ ရာမနတ်ကိုဖန်စီဖို့ရန်အတွက်ဘုရားသခင်ကလူသားကိုဖန်ဆင်းတာအဲ့ဒီမှာဘေးအိုင်ဒီယာကိုဘုရားသခင်အတုံးပြုတ်တလဲဆိုရင်လူသားအာဒန်ကိုဘုရားသခင်နဲ့လုံလုံတူအောင်ပြတူမခွဲချလို့မရအောင်ကောင်းကင်တမန်ကလည်းခွဲချလို့မရအောင်လူသားကလည်းခွဲချလို့မရအောင်စာတန်မာနတ်ခေါ်လူစီဖာကိုတိုင်ကလည်းခွဲချလို့မရအောင်ဖယားတခင်ကလူသားကိုဖန်ဆင်းခဲ့တယ်ဒါက ซาตานมานัดโกတရားစီရင်နိုင်ဖို့ရတဲ့အတွက်ဘုရားသခင်ရဲ့ပထမခြိလန်းဖြစ်တဲ့အဲ့ဒီနောက်ဘုရားသခင်ကဘာကိုဖန်ဆင်းထားတလဲဆိုရင်လူမြင့်မကိုအချောဆုံးအလဆုံးအနေနဲ့အဲဝကိုဖန်ဆင်းခဲ့တဲ့အဲ့ဒါပါကြောင့်လဲဆိုတော့စာတန်မာနတ်ကအဲဝကိုဘယ်လိုခေါ်မလဲအဲကြိုက်နစ်တဲ့ဖို့ နော်사탄마낫ကဧဝကိုတေချာပောက်လာခြင်းကတ်ဖို့ရနာတော့ဘုရားသခင်ကအဲ့ဒါဧဝကိုဖန်ဆင်းခဲ့တာဖြစ်တဲ့ဒီဧဝကိုမာနတ်ကလာခြင်းကတ်တဲ့အချိန်မှာဧဝကိုလင်လေတဲ့အချိန်မှာဖျားယောင်းတဲ့အချိန်မှာဒါမှမဟုတ်ဧဝစီကိုခဏခဏလာတဲ့အချိန်မှာဘုရားသခင်ကဒီ사탄မာနတ်ကြီးကို အာဒနီယာကနိဖန်စီဖုယံအတွပြန်စင်နင်းတီတာဖြစ်တယ်အကျမ်းမှာပါလေဆိုတော့အာဒန်ကတော့မာနတ်ကိုဖန်စီနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဆိုတော့သူကလူသားလေနော်ဒါမဲ့ဖယားတခင်ကဲ့တို့ဖြစ်ချင်းနော်တတန်သူချင်းတခိုးတော့ဖရာသခင်ပေးထားတဲ့ဒါမဲ့မာနတ်ကိုတော့မဖမ်းနိုင်ဘူးမာနတ်ကိုဖမ်းဆီးနိုင်ဖို့ကထာဝရဘုရားတပါးပဲရှိတယ် ဟဲ့တော့ဘုရားသခင်ကဒီမာနကိုဘာနဲ့များတလေဆိုရင်အဲဝနဲ့များတာဖြစ်တယ်။များတဲ့အချိန်မှာစာတန်မာနကအာဒန်နဲ့အဲဝလုံးဝကိုကျွမ်းဝန်ဖို့ရတဲ့တလေဘုရားသခင်ကအချိန်ပေးထားပါတယ်။ဒီမှာ အာဒန်နဲ့ဘုရားသခင်လည်းခွဲခြားလို့မရဘူးဆိုတော့အဲ့ဒီအာဒန်ရဲ့နေရာတနေရာအစားထိုးနေရာအခက်အတန်းမှာ ဖယားတခင်ကဒီမာနတ်ကိုအေရင်ဥယင်သေးကနီအရှင်လလတ်အငိုက်မိဟန်စီဖူရန်တဲ့ဖယားတခင်ကကြံစီပြီးမှဧဝကိုတော့အလွတ်ထားခဲ့တယ်ဆိုတာလေကျွန်တော်တို့သိရပါတယ်ဘုရားသခင်ကအီကောင်းမကောင်းသည့်ကျင်းရအပင်နဲ့အတီးကိုမစားဖို့ပြည့်ညက်ပြီးတဲ့အချိန်မှာလေဘုရားသခင်ကဧဝနဲ့ပြည့်ညက်ကိုမထားခဲ့ဘူးအာဒာနဲ့တာ ထားခဲ့တယ်။အချောင်းကတော့အေဝါကဘလောက်ပဲစားစားဘလို့ပဲနီနီသာတနမနတ်ကဘလောက်ပဲသွေးဆုံနေပါစေ။ဖယားတခင်ကသူ့ကိုခွန်ပြုထားတာဖြစ်တယ်။အချောင်းမှာမာနတ်ကအေဝါကိုအချင်းပေါင်းများစွာလာမယ်။လင်းလေမယ်လက်ဖျားမယ်တွေးဆုံလာမယ်။ဒီမှာဒီအေဝတ်ကိုမာနတ်ကနိတ္တမေချောခိုင်းမေလခိုင်းမေဟုတ်နော် အဲ့ဒါနဲ့ဖရာတခင်ကမြားနေတာဖြစ်တယ်ဒီအဲဝဟာယနိခက်ကဘာပေါ်မှာတကယ်အချောဆုံးမြန်သမီးတွေထက်သူဟာချောတယ်လတယ်နေသက်စရာကောင်းတယ်ဆိုတာလည်းကျွန်တော်ကြောက်ချင်တယ်စာတန်မာနတ်နှလုံးသားကြီး꽌ရလောက်အောင်ဖရာတခင်ကအဲဝကိုချောခိုက်တာဖြစ်တယ်ဆိုတာလည်းကျွန်တော်ကြောက်ချင်တယ်အဲဒီမာနတ်ကြီးကိုအဲဝအဖြစ်ဖရာတခင်က အရေးယူဖို့ရန်လာသူလူသားကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်ဆိုတာကျွန်တော်တို့ဒုတိယအချက်အနေနဲ့ပြောချင်တယ်နံပါတ်3အချက်မှာဘုရားသခင်ကလူသားကိုဘလူဖန်ဆင်းခဲ့တယ်လေဆိုရင်အတုံပန်မပြီးတော့ဘူးကောင်းကင်တမန်တွေကိုဖန်ဆင်းတဲ့အချိန်မှာအတုံပန်ပြီးတယ်အတုံပန်ရှိတယ်ပြန်နိုင်တယ်အလုတ်လုတ်နိုင်တယ်စီခိုင်းနိုင်တယ်ပြီးမှဖယားတခင်ကိုကောင်းကင်တမန်တချို့က တော်လန်ပုန်ကန်တဲ့အချင်းမာယန်ဖစ်လာတဲ့အချင်းမာလဲကောင်းကင်တမန်ဒီယဖယားတခင်ဖစ်ကနီတိုက်ခိုက်ဖို့ဖန်စီဖို့ဟာမလွယ်ပြန်တော့ဘူးအဲ့ဒါကြောင့်ဖယားတခင်ကဒီဒုတိယအချင်းလူသားကိုဖန်ဆင်းတဲ့အချင်းမာလူသားကိုအလွယ်တကူဖန်စီအရေးယူနိုင်အောင်ဖယားတခင်ကဖန်ဆင်းခဲ့တယ်ဆိုတာနံပါတ်3အချက်မှာကျွန်တော်ပြောချင်တယ်အချမ်းမှာဗာလဲဆိုတော့ဖယားတခင်ကို မယုံချီမလေးစားမကူကွိုက်တော့ပဲဖယားတခင်ကိုပုံကန်တော့လူတယောက်ယောက်ဖြစ်ပေါ်လာပါကအလွယ်တကူဖန်းစီအေးရို့ဖို့ရတဲ့အတွက်ဖယားတခင်ကကျူတင်ပြီးလူသားကိုဖန်ဆင်းခဲ့တာဖြစ်တယ်ပြီးမှလူရဲ့ဝိညာဉ်ကိုလည်းမိနဲ့ပြုတ်လုထားတဲ့အသွေးအသားကိုခန္ဓာထဲမှာလူရဲ့ဝိညာဉ်ကိုဖယားတခင်ကထားခဲ့တာဖြစ်တယ် ်ဥပမာတခုပြောင်းမယ်အကျန်းထောင်ထဲမှာလူတယောက်ကိုချုပ်ထားတယ်လို့လူရဲ့ဝိညာဉ်ကိုလူသားရဲ့အသွေးအသားကိုခန္ဓာထဲမှာဖယားသခင်ကချုပ်ထားခဲ့တယ်အဲ့ဒါနဲ့လူဟာအသွေးအသားနဲ့ဝိညာဉ်နဲ့ပေါင်းစည်းပြီးမှလူသားဖြစ်ခဲ့တယ်လူဖြစ်ခဲ့တယ်ဒီမှာဖယားသခင်ကိုစံကျင်ပြုတ်တယ်ဆိုရင်လေ အဲဒီအသွေးအသားနဲ့လူသားဟာဒီလိုကိုကိုဖန်စီအရေးယူနိုင်မှာဖြစ်တယ်ဒီအတွက်ဘုရားသခင်ကလူကိုကျူတင်စင်စားပြီးမှဖန်ဆင်းတာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်အဲဒါကြောင့်ဘုရားသခင်ကိုမတော်လန်ဖို့မငင်းတယ်မိဖို့ဘုရားသခင်ကို မကြောခိုင်းမိဖို့ကျွန်တော်အားပြချင်ပါတယ်ထာဝရဘုရားသခင်ကိုကျုံစီကိုစားရမယ်ကြောက်ရွံ့ညိုတင်ရမယ်ဆိုတာလည်းကျွန်တော်ပြောချင်ပါတယ် နမလျက်ချမ်းအနေနဲ့ဘာဖြစ်ဘာဖြစ်လို့ဘုရားသခင်ကလူတွေကိုဖန်ဆင်းခဲ့တယ်လဲဆိုရင်ကျမ်းစာတပိုက်ဖတ်ပြရအောင်ဒီတနာကျမ်းခန်းကြီးဆက်အနစ်အငယ်ဆက်3နဲ့34အချုပ်အချာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပြညတ်တော်တို့ကိုစောင့်ရှောက်လောဤဆွေကားလူနှင့်ဆိုင်တော်အမှုအရာအလုံးစုံတို့ကိုချုပ်ချတည်းအချမ်းမူကားဘုရားသခင်ဒီခတ်တင်းတော် ဝတ်ထားချင်းမဆရွေအလုံးစုံသောအမှုကောင်းမကောင်းစီသည်မြတ်တို့ကိုရှစ်ကြွေတရားတစ်ဖြင့်စီရင်တော်မူလာတန်တီဖရာသခင်ကလူကိုဘာအတွက်ဖန်ဆင်းထားတလေဆိုရင်သူ့ကိုကြောက်ရွံ့ဖို့ယူတည်ဖို့သာရဖရာသခင်ရဲ့ပြည့်ညက်တော်တို့ကိုဆောင်ရှောက်ဖို့ရန်အတွက်လူကိုဖန်ဆင်းခဲ့တာဖြစ်တယ်လို့တမန်ကျမ်းစာကတွင်တင်ခဲ့ပါတယ် ဒါကြောင့်ကျွန်တော်တို့လူသားတွေကသာဝရဘုရားကိုကြောက်ရွံ့ရမယ်ယူတည်ရမယ်သာဝရဘုရားသခင်ဤတိမျက်တို့ကိုလိုက်လျှောက်ရမှာကလူရဲ့အတိကတာဝန်ဖြစ်တယ်လူသားကိုခံစင်ခြင်းဤအတိကအကြောင်းရင်းလေဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ် ကဲဒီနေ့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုရင်လူသားကိုဖန်ဆင်းခြင်းဤနောက်ကွယ်ကအကြောင်းနောက်ကွယ်မှာရှိတဲ့လူဝတ်ချက်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြောချင်တယ်နံပါတ်1အချက်မှာဘာလဲဆိုတော့ကောင်းကင်ဘုံစစ်ပွဲကနေကြဆင်းခဲ့တဲ့ ကောင်းကင်တမန်များရဲ့နေရာမှာအစာထိုးဖို့ရန်အတွက်ဘုရားသခင်က လူသားတွေကိုဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။နမနစ်အချက်ကတော့ဒီစာတန်မာနကြီးကိုဖန်စီအရေးယူဖို့ဘုရားသခင်ကလူသားကိုဖန်ဆင်းတာဖြစ်ပါတယ်။ဒီကောင်းကင်ဘုံစစ်ပွဲအပြစ်တချုပ်ရင်းနိုင်ဖို့ရန်အတွက် ရားသခင်ကလူသားကိုဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။နံပါတ်3အချက်အနေနဲ့ဖရားသခင်ကဗာကျောင်းလူသားတွေကိုအတုံပန်မပြေးပဲနော်ဒီလူဖန်ဆင်းခဲ့တလေဆိုရင်ကောင်းကင်တမန်တွေလူဖရားသခင်ကိုပုံကန်လာတော့လူပုတ်ကိုတူတယောက်ပေါ်လာပါကအလွေတကိုဖန်စီအကြီးယူနိုင်ဖို့ရတဲ့ဖရားသခင်ကဖန်ဆင်းခဲ့တာဖြစ်တယ် อาตองปันมาปาเวผ่านเส้นดากาโรยาตะเคียนสีกะนี่เดตูมะถั่วปีลุมะยะอ๋อเนาะอลวยตะกูเนี่ยอี้อยู่ไหนพุตะยาสีเย็นไหนพุพานสีไหนพุฉกนองไหนพุยันเดตพยาตะเคียนกะลูต้าฤกูผ่านเส้นเคราဖြစ်တယ်နံပါတ်4အချက်အနေနဲ့ဖယားသခင်ကလူသားတွေကိုဖန်ဆင်းခြင်းနဲ့နောက်ပိုင်းကအကျမ်းကပါလေဆိုရင်သာရဖယားသခင်ကိုသား ชีมอนโกกวยปุเวทผิดผู้ยานะตวดพันเซนเคเดทาวเวอร์พยาธิคินเยติญิตตอตุกูส่งชอบปีมาอติสินผู้ยานะตวดလူသားတွေကိုဖန်ဆင်းခဲ့ခြင်းဖြစ်တယ်ဆိုတာကျွန်တော်ဒီနေ့ပြောချင်ပါတယ်။ဇာနာတို့အရောက်တိုင်းပြားစင်ကောင်းချီးပေးပါစီ။